နေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်စနေသားသမီးများအတွေ့ပတ်စဉ်တောက်ကြနေညနေ6:00နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင်းဆိုတဲ့တဲတော်နမိတ်ဖြစ်ပါတယ်တဲတော်ဟောစရံလေးဖြစ်ပါတယ်ဒီဟောစရံလေးရဲ့တဒန်းဆိုရင်လည်းတတော်ဆိုမှတတော်ကြီးကြာပါပြီနော်ဒါဆယ်စုနှစ်တကုမကမပြတ်ရက်မပြတ်တင်ပေးခဲ့တဲ့ဟောစရံလေးဖြစ်ပါတယ်အားလုံးလည်းမှတ်မိကြမယ်လို့ထင်ပါတယ်နော် ဟောဒရန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ယူရောမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါတင်ပါအဲ့ဒါပါဆိုကျွန်တော်တို့ယူရောမင်္ဂလာချမ်းကဗုဒ္ဓဦးနေရာလွှဲပြီးတော့ဂျန်နရက်ဒီမှာပေးရမရှိပါဘူးဖွင့်ပါတယ်မြေတူမတူအခမဲ့ရေရာတွေလာပြီးတော့ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုဘယ်လိုလာမလဲတဲ့မေးတဲ့လူတွေပေါ့နော်ရန်ကုန်ကလာတဲ့မိတ်ဆွေတွေဆိုရင်ထောက်ကျန့်ထောက်ကျန့်လမ်းဆောင်ပေါ့ထောက်ကျန့်လမ်းဆောင်ကြော်ပြီးဆိုတာနဲ့မှော်ပြီးဘက်ကိုလာတာအဲ့မှာ မော်ဘီယိုမရောက်ခင်မှာကျွန်တော်တိုးဂိတ်တစ်ခုရှိပါတယ်အဲ့ဒီတိုးဂိတ်ကိုကိုလုံခွင်မှတ်တိုင်လို့ခေါ်ပါတယ်အဲ့ဒီကိုလုံခွင်မှတ်တိုင်ကနေဝင်ရမယ်နောက်ပိနေကုန်းကြေးရွာပါအယူတော်မင်္ဂလာချမ်းတည်ရှိပါတယ်နော်နောက်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကရေရယာထူးထူးခြားခြားရေရယာကြီးတစ်ခုဖိတ်ချင်ပါတယ်အဲ့ရေရယာပါဆိုလာမဲ့တနင်္ဂနွေနေ့တပတ်ခါပေါ့တနင်္ဂနွေနေ့မှာကျွန်တော်တို့အယူတော်မင်္ဂလာချမ်းမှာခင်မွန်းကြီးစေပါ အလှရေရယာပွဲကြီးရှိပါတယ် ပုံမှန်တိုင်းအပတ်စဉ်တနင်္ဂနွေတိုင်းပြုလုပ်တာတော့မှန်ပါတယ်ဒီတစ်ပတ်တနင်္ဂနွေနေ့ကျတော့ကျွန်တော်တို့ကောင်းငင်ဂျိုနက်ခတ်တွေရမဖြစ်မနေပြုလုပ်ရင်လွန်စွာအကျိုးထူးတဲ့အတွက်ထူးထူးခြားခြားဒါအလေးထားပြီးတော့အလုံးကိုဖိတ်မှန်တကပြုခြင်းဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဒီတပတ်ခါတနင်္ဂနွေနေ့မှာကျွန်ကြီးတွေပါရေရယာကြီးမှာလာချီကြပါအကျိုးထူးပါလိမ့်မယ်ညာကျန်တဲ့အပတ်တွေခြေရနဲ့ဒီတစ်ပတ်နဲ့မတူပါဘူးကျွန်တော်တို့ကောင်းငင်ဂျိုနေနက်ခတ်တွေရ အလေးနဲ့ပြောခြင်းဖြစ်ပါတယ်။လာရင်မနေ့7နာရီလောက်ရောက်လာပါအိညီအဖြူလေးတွေဝတ်ခဲ့ကြပါနော်အိညီဖြူလေးတွေဝတ်ခဲ့ကြပါနောက်ကကျွန်တော်တို့အเจ้าမျိုးနဲ့ယူရောမင်္ဂလာချမ်းမလာနိုင်ကိုကဘေးရင်လဲမေးနေတယ်ကိုမှလည်းအเจ้าကိစ္စရှိတယ်အကူကြီးလဲတောင်းနေတယ်ဆိုရင်တော့ Viber နေပြီးတော့ဆက်သွယ်နိုင်ပါတယ်နော်အဘိုင်ဘာနံပါတ်လေးတွေကျွန်တော်ပြောပါမယ်39696 3950 3992ဆိုတဲ့နံပါတ်ဖြစ်ပါတယ် ကဲကျွန်တော်တို့ဟောဒရန်အစီအစဉ်လေးစကြရအောင်ပါနော်ဆနေသားသမီးတွေတွေကြာလာတဲ့တေရောနမိတ်ကလေးရှိပါတယ်ဒီနမိတ်ကတော့ဒီတစ်ပတ်ကတော့နည်းနည်းနမိတ်ကလေးတွေဟာမကောင်းဘူးနည်းနည်းညံ့နေအဲ့လိုနမိတ်မျိုးဖြစ်ပါတယ်အားလုံးအထင်သာမြင်သာအောင်နမိတ်လေးတွေကိုပြောပြမယ်ဆိုရင်တော့ရဲတိုက်ကြီးတစ်ခုပါအဲရဲတိုက်ကြီးတစ်ခုကိုကျွန်တော်တို့မိုးကြိုးခါတာပါနော်မိုးကြိုးခါတဲ့အခါကျတော့အဲ့ရဲတိုက်ကြီးကခေါင်းပွင့်လာအထက်မှာရှိတဲ့အာပိုက်မှာဆိုရင်မီးမီးတွေပါနေတောင်လောင်းနေပါ နောက်တစ်ခုကကျွန်တော်အထက်မှာရှိတဲ့လူတွေလွင့်စင်ပြုတ်ကြတယ်ကံကြမ္မာသမီးဖြစ်ပါတယ်အဲပြိုကျသောရဲတိုင်းတို့လို့အတိတ်ပဲပွင့်တာပေါ့နော်အဲ့တော့ဒီကလမှာကျွန်တော်တို့သနေသားသမီးတွေတွေစီးပွားရေးတို့အလုပ်ကိုင်းတို့အကြံစီတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းညံ့ပါတယ်နည်းနည်းမဟုတ်ပါဘူးအများကြီးညံ့ပါတယ်အော်အစားအရာသတိထားပြီးတော့ဆောင်ရွက်တဲ့အချိန်ကာလဖြစ်တယ်။ကုမ္ပဏီလုပ်ငန်းတွေဆိုရဝန်ထမ်းလုပ်တွေလုပ်ကြနေတဲ့စနေသားသမီးတွေဆိုရင် မမျောလင်းမဲ့နဲ့အလုတ်ကျုပ်တတ်တယ်အလုတ်ကနေလူ short တယ်ဆိုရင်ပါတတ်တယ်အကောင်သားကြီးကနေပြီးတော့အထက်လူကြီးနဲ့ကိုနဲ့ကြီးစွာသောပြဿနာပေါ်ပေါက်တတ်တယ်အထက်လူကြီးဆရာသမားတွေကိုအကြောင်းပြုပြီးတော့တဲ့စိတ်တော့ကရောက်ရတတ်တယ်အလုတ်ကနေထွက်ချင်သိပေါ်တတ်တယ်ဒီကံထွက်ကိုမထွက်တင်ပါလောရင်ကောင်းမလားမကောင်းလားလို့စဉ်းစားနေတဲ့ကိစ္စလေးရှင်လည်းချိန်စားတင်တယ်ပေါ့နော်အလုတ်ကနေရုတ်တရက်စိတ်လိုက်မှာပါအလုတ်ထွက်ချင်းတို့ ပြီးတဲ့အခါကျမှအလုံးမရှိ gain မရှိအဲ့လိုမျိုးတွေဖြစ်ချင်းလို့အဲ့လိုမျိုးတွေကြုံတွေ့ရတတ်တဲ့ကံကြမ္မာမျိုးဖြစ်ပါတယ်ဒါကြောင့်အလုံးကိစ္စနဲ့ပတ်သက်ရင်နည်းနည်းသတိထားမယ်ပေါ့နော်ဒီစပတ်ကတော့နည်းနည်းလေးညံ့တယ်ညံ့တာကိုညံ့တယ်လို့ပြောရခြင်းဖြစ်ပါတယ်ညံ့တဲ့သူတွေကလည်းစိတ်မကောင်းမဖြစ်ပါနဲ့နော်အရာရာသတိဝရိယလေးနဲ့ကြော်ပြရမှာပါနော်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကန်နေတဲ့သူတွေလည်းပဲကျွန်တော်တို့အရင်မစွန့်နေပါဘူး။နော်ယင်းနှိမ့်ညွန့်မှုတွေကဏ္ဍတွေမှာနည်းနည်းလေ သေးသေးကြာကြာလေးဂရုတစိုက်ကလေးနဲ့တေချာလေးစီမံဆောင်ရွက်တင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီငွေကြေးဆုံးရှုံးမှုတွေငွေကြေးနဲ့ပတ်သက်ပြီးတော့နှိမ့်ယုံမှုတွေကြုံရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။လုံးရင်ကောင်းမလားမကောင်းလားတို့လှုပ်တင်လားမလှုပ်တင်လားတို့အဲ့လိုမျိုးတွေးတော့ချိန်စနေတဲ့ကိစ္စတွေဆိုရင်ဆက်လက်ပြီးတော့လည်းနည်းနည်းလေးထပ်ပြီးတော့ချိန်စတင်တယ်လို့အကြံဉာဏ်ပေးကြပါလား။ဒါနံပါတ်1ကအလုံးနဲ့ပတ်သက်တဲ့ကံပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးခက်ခဲဖြစ်တတ်ပါတယ် တော့ဆက်ဆက်မှုတွေကအဲ့လိုတဲတော့အကတ်တွေမှာကျတော့တစ်ခုနဲ့တစ်ခုတကတ်နဲ့တကတ်ဟိုဆက်ဆက်မှုတွေကအပြည့်အဝရှိတာပါကျတော့အလုံးနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးကမောက်ကမတွေဖြစ်မဲ့ဆိုတော့နမိတ်ကြတဲ့အချိန်မှာဒုတိယအဓိကဒုတိယအရေးကြီးတဲ့ကတ်တရားကတ်တကတ်ဖြစ်တယ်ငွေကြေးနဲ့ပတ်သက်တဲ့ကတ်ကိုသွားကြည့်လိုက်တဲ့ခါကျတော့လည်းဒါဓာနမိတ်သွားကြည့်တော့သွားဟိုထင်းတော်မြင်တော်ပြောမယ်ဆိုရင်သွားလှေလေးတစ်စင်းပေါ့ဗျာအဲ့လေပေါ်မှာ အာသားမိဟူယူဆရတဲ့လူသားနှစ်ယောက်တိုင်းနဲ့နောက်ကအာလှေလှော်ပေးနေတဲ့လူတယောက်ရှိတယ်။ရှေ့မှာကျတော့လှေကခရီးမတွင်ဘူးဓာတ်ရည်စိုက်တာနဲ့နမိတ်ကြတာပေါ့။အဲတော့ဒီကလာမှာကျတော့စနေသားသမီးတွေရဲ့ငွေချင်းနဲ့ပတ်သက်တဲ့ကံတာမှလည်းပဲနည်းနည်းလေးစိတ်မောလူမောလေးတွေပြရတတ်တဲ့အဟံတာပိတ်ပင်လေးတွေကြုံရတတ်တဲ့ရရကြီးတဲ့ငွေတွေမရဘဲနဲ့အာပေးရကြီးတဲ့ငွေတွေနဲ့အဲလိုဂျမ်းပြတ်တာမျိုးတွေကြုံရတတ်တဲ့ငွေချင်းနဲ့ပတ်သက်ရင်ဂျမ်းပြတ်တတ်တယ်ပေါ့။အဲတော့ဒီကလာမှာ ။တရေသားသမီးတွေနဲ့ပတ်စံချီတာငါလာအမကန်တာတွေမလုပ်တင်ဘူးလို့ပဲကြံကြံပေးတင်ပါ။အဲလူမှုရေးကြတော့တော်တော်လေးကောင်းတယ်။ဒါသဘောသာကမ္ဘာလောကနမိတ်ကြတဲ့လူမှုရေးကန္တရာကောင်းတယ်။လူရှိလူကင်းတွေများတယ်။ပေါင်းစင်းဆက်ဆံရေးတွေအဆင်ပြေတယ်။လူအများကြီးနှစ်သက်လူလာချင်းကိုခံရတယ်ကိုယ့်ရဲ့နာမည်ဂုံသတင်းကြော်ကြားခြင်းတွေရ။နောက်ကျမ်းမာရေးကျမ်းမာရေးကတော့ကမ္ဘာလုံးကိုဂိုင်းထားတဲ့နာမည်ဆိုတာတော်တော်လေးကောင်းပါ။ကျမ်းမာရေးကန်တာကောင်းတယ်။ကျမ်းမာရေးစိုးစိုးရွားရွားအညံ့ကြိုက်ကြီးမရှိပါဘူး။ဟိုအရင်အရင်တော့ ကျမရေးညံ့နေတော့မှကျမရေးတွေပြန်ပြီးတော့ကောင်းနိုင်တာပေါ့။နောက်ပညာရေးကောင်းတယ်။တင်သာရေးတော်တော်လေးကောင်းတယ်။သူကဒဆန်းနဲ့နေမင်းကနေမင်းရဲ့သဘောကထွန်းလင်းတဲ့သဘောတောက်ပတဲ့သဘောအလင်းရောင်ဖြာထွက်တဲ့သဘောဆိုတော့နောက်ပညာရေးကဏ္ဍတွေမှာကောင်းတယ်။စောင်းမွဲဖြည့်ဆိုခြင်းတွေသင်တန်းတက်ရခြင်းတွေအဲ့ဒါတွေကတော့အဖက်ဖက်ကနေပြီးတော့ကံကြမ္မာကောင်းပြီးတော့အောင်မြင်မှုရှိတယ်။ဟောနောက်ထူးထူးခြားခြားကောင်းတာရှိသေးတယ်။အဲ့ဒါပါလို့ဆိုအခြေအနေတော်ကြီးကောင်းတယ်။ နော်အခြေစနေသားသမီးတွေအတွက်အခြေခံသာတာကောင်းတယ်စနေသားသမီးများအတွက်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ခံသာတာကောင်းတယ်ကောင်းတာဘယ်လောက်ကောင်းလဲဆိုရင်တရားမှတရားရခိုင်နှုန်းလောက်ကောင်းတယ်ဘာလို့သူကနမိတ်ကိုတည်းကတလဘာဆိုတဲ့နမိတ်ချစ်သူများဆိုတဲ့နမိတ်ကြအဲ့တော့အခြေခံသာတာကောင်းတယ်ချစ်သူမရှိသေးတဲ့လူချစ်သူရတတ်တယ်စိတ်ဆက်ကြောင်းလန်းကိစ္စတွေမင်္ဂလာကိစ္စတွေအောင်မြင်တတ်တယ်သားသမီးရင်သွေးရနာတွေရတတ်တယ်အခြေရေးမှာအဖက်ဖက်ကနေပြီးတော့ကိုယ်ကိုကိုင်ပန်ဖို့ပေးမဲ့လူတွေအများကြီးနဲ့ကျောင်းအပ်ပါတယ် အဲ့တော့ဒါကတော့ဒါကံကြမ္မာနမိတ်ဖတ်ကြားပေးခြင်းဖြစ်ပါတယ်နော်အဲ့တော့စနေသားသမီးများအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အရာလေးတွေရှိပါတယ်အဲ့ဒါပါလို့အစိမ်းရောင်နဲ့အဖြူရောင်နဲ့ဖြစ်ပါတယ်အစိမ်းရောင်အဖြူရောင်ကောင်းတယ်နောက်ကနန်းကြတော့အကျိုးပေးကနန်းကြတော့နှစ်ကနန်းလေးကနန်းလေးကနန်းနှစ်ကနန်းအဲ့ဒါလေးတွေကောင်းတာပေါ့နော်လေးကနန်းနှစ်ကနန်းနှစ်ကနန်းလေးကနန်းအဲ့ဒါလေးတွေကောင်းတယ်နောက်ဟိုလက်ဖက်ရည်နဲ့ကိတ်မုံနဲ့ အဲ့ဒါကိုမြတ်စွာဘုရားကိုကပ်ပြီးတော့ဆူတောင်းရင်စနေသားသမီးတွေကအညံ့အကိုက်တွေကလွတ်မြောက်ပြီးတော့ကံကြမ္မာကောင်းတည်မှာဖြစ်ပါတယ်။ဒါစနေသားသမီးတွေအတွက်တပတ်တာကလာမှတွေ့ကြရမယ်ကံကြမ္မာအဆိုးကောင်းတွေကိုကျွန်တော်တို့ဒုက္ခကြေဝင်တဲတော်နမိတ်ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်။ပုံမှန်အပြင်ဆိုရင်တော့စနေသားသမီးတွေရဲ့ကံစားတာကတော့ဒီနေ့ကနည်းနည်းလေးအညံ့နေများပါတယ်။ဒါတော့တန်းတဲ့တော်ဘာသာရေးတွေလှုပ်ပါဖရာတရားလှုပ်ပါအတိတ်တန်ပတိလေးတွေစိတ်ပေးပါ မေတ္တာတရားပို့ပါကိုကိုကိုကျေးဇူးတင်ပါကျေးဇူးတရားနဲ့နှိုးထပါတနေ့တာကလာဘလုံးတပတ်တာကလာဘလုံးစိတ်နှလုံးချမ်းမြေ့ပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်အောင်ကြိုးစားတင်ပါလေနော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်တို့ဒီဟောသတန်းကြည့်လေမိတ်ဆွေတွေတွေကျွန်တော်တို့လာမဲ့ဒီရောမင်္ဂလာချမ်းမှာလာမဲ့တနင်္ဂနွေနေ့မှာခင်မွန်ကြီး၁၀ပါအလူရရပွဲကြီးရှိပါတယ်ပုံမှန်တိုင်းလည်းရှိတာပါဒါဒီတစ်ပတ်ကပို့ပြီးတော့ ပြုတ်လုတ်တင်ပါတယ်။ဘာကြောင့်လဲဆိုတော့ယနေ့ကောင်းကင်ဂျိုနေနက်ခတ်တာယာတွေကိုတွက်သက်ကြည့်တဲ့အခါကျတော့ဒီရပိုင်းတွေတော်တယ်မှာခင်မွန်းကြီးစေပါကတော့မှအခက်အခဲကြတဲ့တွေပြေလည်မယ်လွတ်မြောက်မယ်အောင်မြင်မှုတွေပိုရမယ်လို့တွက်ကိန်းရှိတဲ့အတွက်ကျွန်တော်တို့ဒီတစ်ပတ်မှာအလေးနဲ့ဖိတ်ကြားခြင်းဖြစ်ပါတယ်နော်တနင်္ဂနွေနေ့မနေ့၈နာရီအရောက်လာခဲ့ပါခင်းကြီးဖြူလေးတွေဝတ်ခဲ့ကြဖို့ဖြစ်ပါကျွန်တော်မိတ်ဆွေပေါင်းကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြေပါစေအစာရည်သာဘောကျော်ပါပါစေ ဘေးဥပ္ပံအနေနဲ့ကင်းပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။